ဖျားတကူကြောင့်အသက်ချမ်းသာရရခဲ့သောဘာရသေးဆက်ကြောင့်ဒါကတော့ဗုဒ္ဓရုပ်ဝါတော်လေးကိုကိုးကွယ်ခြင်းနဲ့စိတ်ဆန္ဒကြောင့်ချက်ချင်းဆံရပြီးတော့အသက်ဘေးကနေချမ်းသာရရခဲ့တဲ့ယသိပြန်ကောဘာရသေးဆက်ကြောင့်ပဲဖြစ်ပါရည်။ယသိပြန်ကောဆိုတာကရင်ပြည်နယ်ဖမ်းမြို့ထဲမှာထင်ရှားတဲ့ကုတလုံးဖြစ်ပြီးတော့ကိုကြီးဖြစ်ပေါ်လာပုံကလည်းအင်မတန်ကိုမှစမ်းကြဲပါရည်။မတန်နေရမနူဟာမင်းလက်ချက်မှာလောကီယာမှာ မဟိတိယထားတဲ့ဗုဒ္ဓညဏလို့ခေါ်တဲ့ယသိတစ်ပါးရှိခဲ့ပါတယ်။ယသိဟာမင်းစရာတာဝန်ကိုရှုပြီးတော့မနူဟာမင်းစီမှာခါစားရင်းနဲ့တနေ့တော့ဗကံတော်ရထာရောက်လာပြီးတော့တထုံပြီကိုခြေတော်နဲ့နင်းကတဲချိတ်ခဲ့ပါတယ်။တထုံအပြီးတကယ်သုံးပုံပါဝင်တန်မိုးရှိသမျှအရာအလုံးကိုဗကံကိုယူဆောင်သွားခဲ့ပါတယ်။ဒါကြောင့်ယသိလည်းတထုံပြီရဲ့ယတနာအဖြစ်တန်မိုးထားရတဲ့ဒန်ဦးကစိန်နမအောင်စင်းတူကိုပိုက်ပြီးတော့ထွက်ပြေးပါတော့တယ်။ အနော်ယထာကလည်းစင်းနုတော်ကိုရသေးမှပြေးတာသိပြီးတော့လိုက်ဖမ်းစီတဲ့အခါရသေးဟာစင်းနုတော်ကိုကော်ကွန်ကူနာကခိုအားတရက်ဖြူရွာတောင်းလှိုင်ကူစီကိုရွှေ့ထားလိုက်ပါရင်အဲ့နောက်ဗုဒ္ဓညာနာရသေးဟာဂူလေကကြောက်ဖြာပေါ်မှာဗုဒ္ဓရုပ်ပွားတော်ကိုကာဝေးရမယ်ဆိုတဲ့စိတ်ဆွမ်းအားထည့်ပြီးတော့တမန်ထာကလည်းဝိပဿနာဘက်ကိုကူပြောင်းကြည့်ကြံခဲ့ပါရင် နှစ်တွေကြာမြင့်သွားပြီမဲ့လည်းအနောက်ရထားကအလျှော့မပေးဘဲတနေ့မှာစစ်သည်ခုနရနဲ့ဗုဒ္ဓညာနာရက်သည့်မထွက်ပြေးနိုင်အောင်ဂူဝါနှစ်ဖက်ကိုပိတ်ဆို့ထားလိုက်ပါရီဒီကမှာဖျားကိုကောက်ဝဲခြင်းရဲ့ရက်သေးကြီးလေးရုတ်တရက်ဇန်ပိညာရကစင်းတူတော်ကိုပွေပိုက်ပြီးဂူဘော်တတဲကနေပြန်တက်သွားပါရီရသည့်ပြန်နာကိုဆွဲပြီးတော့တရက်ဖြူရွာကိုလည်းရသည့်ပြန်လို့ပြောင်းလဲခေါ်ရင်းနဲ့ရသည့်နေထိုင်ရာကိုလည်းရသည့်ပြန်ကိုဖြစ်လာခဲ့ပါရီ